အနိမ့်စရောက်သွားပြီဆိုပြီးတကြိုလိုက်ချိန်မှာထူးဆန်းစွာအသက်ရှင်လာလို့နာမည်ကြီးနေတဲ့ထူးဆန်းသောအဖွာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ထိုင်းနိုင်ငံမှာမနေ့ကမှလက်လက်ဆက်ဆက်ဖြစ်ပွားခဲ့တဲ့ကြားရတဲ့သတင်းကိုစက်သီးထားစရာကောင်းလောင်ထူးခြားဆန်းကြယ်တဲ့ဖြစ်ရပ်မှန်လေးတခုကိုပြပြပေးကြပါမယ်အနိမ့်စရောက်သွားပြီလို့မိသားစုကအတီးပြုခေါင်းတလာတဲ့ထဲမိသားကြိုဖို့အတွက်မိဘဝတီရောက်သွားပြီးမှအံ့ဩပဲပြန်လဲအသက်ရှင်လာတဲ့အဖွာတယောက်ကြောင့်ပါ အဖြစ်ပြက်ကတော့နိုဝင်ဘာလ24ရက်မနက်ပိုင်းထိုင်းနိုင်ငံနန်ထပ်ဖူရီဖုန်ကြီးကျောင်းမှာဖြစ်ပွားခဲ့တာပါဒီဖုန်ကြီးကျောင်းဟာစီရင်နံပါတ်ရဲ့သူတွေအတွက်အခမဲ့မီးသင်းချိုပေးတဲ့နေရာတစ်ခုအနေနဲ့နာမည်ကြီးပါတယ်အသက်65နှစ်အရွယ် Miss Chandra ဆိုတဲ့အဖွားတစ်ယောက်ရဲ့ DB ကတကြိုးဘိုးအတွက်မိသားစုဝင်တွေကတည်ဆောင်လာခဲ့ကြပါတယ်အဖွားဟာ Pancelot မျိုးကဖြစ်ပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်ကတည်းကအုံနောက်အကျိယောဂအကြောင်းခွဲစိတ်မှုတွေပြုလုပ်ခဲ့ရတဲ့သူပါ ခွဲစိတ်ပြီးနောက်ပိုင်းလမ်းမလျှောက်နိုင်စကားမပြောနိုင်တော့ပဲအိမ်ရထဲမှာပဲလဲလျောင်းနေကြရတာကြာပါပြီ။နိုဝင်ဘာလ23ရက်ညပိုင်းမှာတော့အဖွားဟာအသက်ရှူမဝဖြစ်ပြီးတော့လဲလျောင်းနေရကနေငြိမ်သက်သွားခဲ့ပါတယ်။ဒီအချိန်လေးကိုကြည့်ပြီးတော့မိသားစုဝင်နေနဲ့ရက်ရွာလူကြီးတွေကအဖွားဆုံးပါပြီလို့ကောက်ချက်ချအတီးပြုတ်လိုက်ကြပါတယ်။ဒီနေရာမှာစိတ်ဝင်စားစရာကောင်းတဲ့အလှည့်ပြောင်းတစ်ခုအစားဖြစ်လာပါတယ်။ မူလကမိသားစုဝင်တွေက အဖွားရဲ့ရုပ်အလောင်းကိုမိမတကြိုပဲနဲ့ချူလာလောင်ကွန်စင်းယုံကိုလှူဒန်းဖို့စီစဉ်ခဲ့ကြပါသည် ဒါပေမဲ့ကံကောင်းစွာပဲလို့ပြောရမလားစေယုံဘက်ကတတ်မှတ်ချက်တွေနဲ့မကန့်ညီလို့ဆိုပြီးဒီပီကိုလက်ခံဖို့ငင်းပယ်ခဲ့ပါတယ်။ဒါကြောင့်မိသားစုတွေရာရွေးချယ်စရာမရှိတော့ဘဲခေါင်းတလာတဲ့ထက်ကားပေါ်တင်ပြီးအနတ်ထပ်ပူရီမျိုးကအခမဲ့တကြိုပေးတဲ့ဖုံးကြီးချောင်းစီကိုကီလိုမီတာရာချီဝေးတဲ့ခရင်နဲ့မောင်းနေလာခဲ့ကြပါတယ်။မိသားစုကနီမှာဖြစ်လာတဲ့အန်အောပွဲဖြစ်ရက်ကတော့ဖုံးကြီးချောင်းကိုရောက်လို့မိသားစုကိုပြင်ဆင်နေတဲ့အချိန်နောက်ဆုံးစီစဉ်နေတဲ့ဖုံးတော်ကြီးတွေကခေါင်းတလာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာ အားလုံးကမင်းသက်သွားခဲ့ရပါတယ်။အနေဆက်ရောက်သွားပြီလို့ယူဆရတဲ့အဖွားချောင်းတီရရဲ့ခန္ဓာကိုယ်ဟာလှုပ်ရှားနေပြီးတော့အသက်ရှင်နေတာကိုဖုန်ကြီးတွေကမျက်မြင်ကိုတွေ့တွေ့လိုက်ရတာပါ။မိသားစုဝင်တွေနားရေးလိုက်ပို့တဲ့သူတွေအားလုံးအံ့အားသင့်ပြီးတော့မလို့ရမှန်းမသိဖြစ်ကုန်ကြပါရဲ့။ ဖုန်းတော်ကြီးတွေကတော့ချက်ချင်းပဲအတွေ့အကြုံရှိစွာနဲ့အရေးပေါ်စိတ်အကိုယူအသက်ရှိမရှိထပ်မံဆန်းသက်ပြီးရှေးဦးသူနာပြုစုနည်းတွေလှုပ်ဆောင်ပေးခဲ့ကြပါတယ်။လက်ရှိအချိန်တွေကတော့အသက်ရှိနည်းတွေဆိုတာသိကြတာနဲ့တပြိုင်တည်းထိဘယ်ရ င်ဆေးရုံကိုအရေးပေါ်လူနာတင်ကားနဲ့ပို့ဆောင်ပေးခဲ့ပါတယ်။လက်ရှိချိန်မှာတော့အဖွားကဆေးရုံမှာဆေးကုသမှုခံယူနေပြီးတော့ဆီယဝင်းနေတဲ့သူနာပြုတွေကဂရုတဆိုင်စောင့်ရှောက်ပေးနေကြတယ်လို့သိရပါတယ်။ပရိသတ်ကြီးရဲ့ဒီဖြစ်ရပ်ကိုပြန်ကြည့်မယ်ဆိုရင်တကယ်ကိုထိတ်လန့်စရာကောင်းတယ်လို့သင်ကန်းစာယူစရာလည်းဖြစ်ပါတယ်။ကန်တရားရဲ့စီမံမှုကတကယ်လို့သာဆေးရုံကခန္ဓာကိုယ်လူတန်းတာကိုလက်ခံလိုက်ရင်ဒါမှမဟုတ်လန်ခရီးမှာစံကြမှုမရှိပဲချက်ချင်းတကြိုလိုက်မိရင်အခြေအနေကဘလို့ဖြစ်သွားမလဲ။တွေ းကြီးုံနဲ့ရင်းနဲ့ဒိတ်ကနေဖြစ်သွားရပါတယ်။ဈေးရုံကငင်းလိုက်တာကအဖွားအတွက်အသက်ဆက်ရှင်ဖို့အခွင့်အရေးဖြစ်သွားစေခဲ့တယ်လို့ပါပဲ။ရရွာတလေးထုံးစံအရာအသက်ကြီးရွယ်ဦးတွေနာတာရှည်ယောဂတဲ့တွေငြိမ့်သက်သွားရင်ဆုံးပြီလို့အလွယ်တကူကောက်ချက်ချတတ်တာကအနည်းငယ်ရှိနိုင်ကြောင်းဒီဖြစ်ရပ်ကမိမောင်းထုတ်ပြနေပါတယ်။ဆရာဝန်တွေရဲ့တရားဝင် အတည်ပြုချက်မပါဘဲတိမ့်ပါပြီလို့ဆုံးဖြတ်တာက တခါတလေမှာအမားကြီးမားသွားနိုင်ပါတယ်။ ဘာဝေးဖြစ်ဖြစ်ပါအခုချိန်မှာတော့အဖွားချောင်းတင်ရက်တရံမိသားစုနဲ့တူပြန်လဲဆောင်တွဲခွင့်ရပြီးတော့ကျမ်းမာရေးပြန်လဲကောင်းမွန်လာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီသတင်းကိုကြည်ရင်နဲ့ပရိသတ်ကြီးတို့ဘလို့ခံစားရပါသလဲ။မိမိတို့ရဲ့ပဝင်းစင်မှာရောဒီလိုမျိုးအနေဆရောက်သွားပြီလို့ထင်ပြီးမှအသက်ပြန်ရှင်လာတဲ့အဖြစ်အပျက်မျိုးတွေကြားဘူးလားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။